ကျွန်တော်ဒီနေ့တွေ့တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကို ရေးသားထားသူကတော့အာရှနွားစာစဉ်မှအေဒီတာဖွဲ့ပဲဖြစ်ပါတယ်တယောစာလေးကိုဖတ်ခွင့်ပြုပါတော့အာရှနွားစာစဉ်အေဒီတာဖွဲ့ကိုလည်းကျေးဇူးထူးပင်တင်ရှိပါကြောင်းထပ်မံ၍ပြောကြားလိုပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှ ချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါစီဗျာအေးတော်ဘုံအောင့်ကိုအောင်ရမည် တော်လန်ရင်းမှာတထည့်ဖြစ်အောင်လုပ်ကြဖီယာစုမိုဂျိုပို့စ်တော်လန်ရင်းအကြောင်းပြုပြီးတထည့်ဖြစ်နေကြသူတွေကိုစောင်းမြောင်ပြောဆိုခြင်းလုံးဝမဟုတ်ရပါခင်ဗျာတော်လန်ရင်းမှာတထည့်ဖြစ်အောင် လုပ်ကြခေါင်းစဉ်ကိုဖက်ဖက်ခြင်းတော့နင်းနေမျက်လုံးပြုတ်သွားကြလိမ့်မယ်ဒါဗီမဲ့ကျွန်တော်တို့တော်လန်ရင်းမှာတထည့်ဖြစ်အောင် လုပ်ကြမှဖြစ်မယ်ဆိုတာအမှန်တရားပါဘလို့တထည့်ဖြစ်အောင်လုပ်မလဲ တော်လန်ရေးခေါင်းစဉ်ပြောင်းအလူငွေတွေပုံပြီးတထေးပြည့်အောင်လှုပ်ခိုင်းတာမျိုးမဟုတ်ပါဘူးကိုတက်ကျွမ်းတဲ့အသိပညာအတတ်ပညာတမာအာဇီဝကြကြတမွေးဝမ်းကြောင်းနဲ့တထေးပြည့်အောင်လှုပ်ရမယ်လို့ဆိုလိုခြင်းပါဘာကြောင့်လဲ2021ကနေ2025အထိ၄နှစ်တာကာလအတွင်းတော်လန်ရေးဟာတော်လေးခီးပေါက်ခေတယ်လွန်လေပြီးသောဆက်အာနာရှင်တော်လန်ရေးမျိုးဆက်ခစ်တွေကထက် ပိုခီးပောက်ခဲတာကတော့တမိုင်းကတက်သေးပါဒီလိုခြေနေ ဖြစ်လာဖို့ကစိတ်ဓာတ်တွေ ခံယူချက်တွေဤပညာတွေလူရင်အားလက်နဲ့စတာတွေအပြင် အရေးအကြီးဆုံးဖြစ်ခဲ့တာကတော့ပိုက်ဆံပါပဲလေးနှစ်တာကာလတည်တည်သောတော်လန်ရေးအဖွဲ့တွေက ပြုတ်လုတဲ့ကမ်ပိန်းတွေကိုကြည်ကျင်းအားဖြင့်ငွေဟာ တော်လန်ရေးနဲ့ပါဝင်ကြတဲ့လူငယ်တွေရဲ့အသက်တွေအတွက်ဘလောက်ရေးပါသလဲ တော်လန်ရေးအတုံးချနေရတဲ့ဤပညာတွေအတွက်ဘလောက်ရေးပါသလဲစစ်ရေးမှာဘလောက်ရေးပါလဲစစ်ဟာပိုက်ဆံရှိမှတိုက်နိုင်တာပါအခုပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတက်ဆင်ထားသမျှလက်နက်ကြီးဤကွင်းမှန်စစ်ဝစ်စုံအလုံးဟာငွေနဲ့ဝယ်ရတာပါဒီငွေတွေဟာလေပြည်ရင်းပြည်ပတော်လန်ပြည်သူတွေစီကစီစဉ်လာခဲ့ကြတာပါဒီအတွက်လဲတော်လန်ရေးထဲမှာပါဝင်လာကြတဲ့အမှုပညာရှင်တွေ ထင်ပေါ်ကျော်ကြားသူတွေဟာသူတို့ရဲ့ထင်ပေါ်ကျော်ကြားမှုကိုအသုံးပြုပြီးကမ်ပိန်းမျိုးမျိုးပြုလုပ်ပြီးငွေရှာပေးကြပါလေအဲ့ဒီငွေတွေဟာဘယ်ကလာလဲတော်လန်ရေးကို ထောက်ခံတဲ့ပြည်ရင်းပြည်ပလူရုလူရန်စာအလွားလွားစီကလာပါလေဒေါ်လာတောင်းချရတဲ့ NGO ရရှိပါမယ်စင်ကာပူကဆော့ဝဲအင်ဂျင်နီယာပါမယ်ဘန်ကောက်ကဗမာစားတောက်ဆိုင်ပိုင်ရှင်ပါမယ်ဂျပန်ကစပွဲထိုးပါမယ် ။အိုမန်ကအိမ်ကူမာလေးပါမယ်။ဗမာပြည်ရဲကစီးဆိုင်ပိုင်ရှင်ပါမယ်။ US ကတက်စီမောင်းသူပါမယ်။မဲဆောက်မှာထိုင်းတီရောင်းနေတဲ့ CRM ဆရာမလေးပါမယ်။ Live ဆေးရောင်းနေတဲ့ TikTok ဆယ်လီလေးပါမယ်။ Facebook မှာဖျားစာတွေလိမ့်ရှယ်နေတဲ့ဘန်မန်နေဂျာလေးပါမေတေဂျာရာကတော့သူတို့ဟာစစ်အာဏာရှင်ကိုမကြိုက်ဘူးတော်လန်ရေးကိုတိုးတိုးတိတ်တိတ်ရော ကြဲကြဲလောင်လောင်မှာရက်တီအားပေးနေကြတယ် သူတို့ဟာတော်လန်ကြီးရဲ့ရေတောင်းမြစ်တွေပဲသူတို့ရှောက်ဖွေရသမျှငွေတွေဟာ တော်လန်ကြီးတဲ့စီစဉ်နေတယ်။ဒါပေမဲ့နှစ်တွေကြာလာတာနဲ့အမျှစစ်ပောင်ဟာချဲ့လာတယ်။ဈေးနှုန်းတွေကြီးလာတယ်။ပြည်တွင်းပြည်ပငွေစင်းမတည်ငြိမ်မှုတွေကြောင့်စီးပွားရေးကျက်တဲလာတယ်။2022မှာတော်လန်ကြီးတဲ့ပါဝင်ငွေထက်2025မှာလျော့လာတာတော့အမှန်တရားပဲ။လက်ရှိတော်လန်ကြီးဟာ ဘေးနိုင်ငံကြီးရဲ့ထောက်ပံ့မှပြည့်ဝမပါဘဲပြည်သူငွေနဲ့ပြည်သူအသက်တွေနဲ့ရှေ့ကိုရောက်လာခဲ့တာပါဒီတော့တော်လန်ရေးကိုကြာရကန္နာကပါဝင်ကြတဲ့ပြည်သူတွေပိုက်ဆံရှာဖို့လိုပါတယ်ဒီအချိန်နေမှာမင်းတို့ကပိုက်ဆံရှာနေတာလားထမင်းငတ်နေလားဆိုတဲ့ပြောဆိုတွေကိုဘေးဖယ်ထားလိုက်ပါအဲ့ဒီလူတွေက တော်လန်ရေးကတော်တော်စောက်ပြင်းကတက်တက်မှုအာလိုက်ချောင်းနေတယ်သာမှတ်လိုက်ပါ ဒါကြောင့်တော်လန်ရေးမယ်တက်ပေးပါဝင်နေသူမဟုတ်ခဲ့ရင်တောင်းကိုကိုကိုလည်းရက်ဒီနိုင်အောင်တိဆောက်ရင် တော်လန်ရေးမှလည်းပါဝင်ကြပါအညာကရွာလေးတရွာလေးရင်ကျဲခံရချိန်မှာ life စေးရောင်းရင်းငွေရှောင်းရတဲ့ငွေတွေက90ရာခိုင်နှုန်းကိုအဲ့ဒီရွာကဒုက္ခသည်တွေတော်လန်ရေးအဖွဲ့တွေကိုကူတဲ့သူ ਨੇ တနာလိုက်တောင်းငါတို့မှငါတို့ပဲရှိရဲဆိုပြီးဘေးလို့ရဒေတာကအလူခံတော်လန်ရေးပဲလုပ်တယ် ဘာမှမလုပ်ဘူးဆိုပြီးတော်လန်ရေးចောင်းပြထားတဲ့ငွေတွေကဆယ်ရာခိုင်နှုန်းကတ်စားတဲ့သူနဲ့ဘယ်သူက ပိုလိပ်ပြလုံးတင့်တယ်လဲပိုလက်တွေ့ကြတယ်လဲတော်လန်ရေးတဲ့ပါဝင်ရင် ကိုယ်တိုင်တော်လန်ရေးကိုမိခိုးသူမဖြစ်ပါစေနဲ့တော်လန်ရေးရဲ့ဝင်တော့ဝင်ပို့မဖြစ်ပါစေနဲ့တော်လန်ရေးမှာပါဝင်သူဖြစ်ဖို့ပဲတိုက်တွန်းပါလေတချိန်ကတော့စစ်တပ်ကို ပုံကံမိသူတွေဟာအမှုပညာသမားဆိုရင် အမှုပညာလုတ်ခွင့်ပိတ်စီပေါ်ရေးသမားဆိုရင်စီပေါ်ရေးလုတ်ခွင့်ပိတ်ဈေးရောင်းစာရင် ဆိုင်ကန်းတွေပိတ်အခြေခံလူရန်သောဆိုရင်ဘယ်သူမှလုတ်မခန့်ရဲအောင်လုတ်တဲ့နည်းစနစ်နဲ့အာနာရှင်ဟာတော်လန်ရေးကိုကြောက်အောင်ရွံ့အောင်စိတ်ကုံအောင်နှီးပြူဟာတုံးခဲ့ကြတယ်အောင်လဲအောင်မြင်ခဲ့ကြတယ်အခုတော့အာတာချက်အနေနဲ့သက်သွေးရေးနည်းပညာတွေလူမှုကွန်ရက်တွေရှိနေကြပါပြီမြန်မာတိုင်းရင်းသားတွေဟာလည်း 18ရာစုကကျူးရီလိုကဘာအနှံ့ပြန့်ကျဲသွားခဲ့ကြပါပြီဒီအချိန်တွေမှာတော်လန်ရေးမှာပါဝင်လို့မင်းတို့ဒုက္ခရောက်ရတယ်မဟုတ်လားဆိုတဲ့အာနာရှင်တွေရိုက်သွင်းခဲ့တဲ့ခြင်းတွေတိုက်ဖြတ်ဖို့လိုလာပါပြီငါတို့ဟာမင်းတို့ကိုပုံကန့်တော်လန်နေတော်လန်သူတွေကိုအသက်ပေးတိုက်နေသူတွေကိုထောက်ခံနေဒီအတွက်လည်းနိုင်ငံကိုထပီပြင်ပကိုပြေးရတယ်ပြည်ရင်းမှာတိတ်တဆိတ်နေရတယ်ဒါဝိမဲ့ငါတို့ဟာအစဉ်ပြေတယ် လုံနိုင်နေဆိုတဲ့အနေထားမျိုးရောက်အောင် ပိုစူးစမ်းကြမယ်အမှုပညာသမားတွေကပိုကောင်းတဲ့အမှုပညာတွေဖန်တီးကြမယ်ပညာရှင်တွေကပုံမြင်မားတဲ့အတတ်ပညာတွေဖော်ထုတ်ကြမယ်စီးပွားရေးသမားတွေကအခြေချရာနိုင်ငံမှာအောင်မြင်တဲ့စီးပွားရေးတွေထူထောင်ကြမယ်အခြေခံလုံသမားတွေကလည်းပုံမောအကိုရတဲ့လုံသမားကောင်းတွေဖြစ်ရမယ်သမားအစီဝကိုတက်ကျွမ်းတဲ့ပညာရည်နဲ့ကျွန်တော်တို့ငွေရှာကြမယ် စီးပွားရှာကြမေကျွန်တော်တို့တထေးဖြစ်ရမေတထေးဖြစ်ရင်ရှေ့တန်းမှာတက်တဲ့ဘဝတွေပြေးထကြတဲ့ရဲဘော်တွေအတွက်ပုံမူပါဝင်ကြခြင်းဖြင့်ကုညီကြမေအချင်းချင်းမျှဝေကြမေအလုံးမရှိသူကိုအလုံးပေးနိုင်တဲ့အနေထားရောက်အောင်ကြိုးစားကြမေဆရာနာရှင်ပြုတ်ကြရေးအတွက် ကို့လို့ကို့လို့ကြိုးစားရင် ပါဝင်လို့ရတယ်ဆိုတာပြကြမေတော်လန်ရေးကိုမျက်ကွယ်ပြုနေတာသလိုနေပြီး စိုးစုနဲ့ပလူးနေတဲ့လူတွေကအကြရရတဲ့အထိစူးစမ်းကြမေအ ਨੇ ဆုံးတော့တော်လန်ကြီးရဲ့ဝင်တော့ဝင်ပို့မဖြစ်အောင်နေကြမေကျွန်တော်တို့ပြည်သူရဲဘော်တွေဟာစမတ်ဖြစ်နေဖို့တိုက်ပွဲတိုင်းအောင်မြင်နိုင်ဖို့ကျွန်တော်တို့လုံမှာကျွန်တော်တို့ပို့စူးစမ်းပေးခြင်းနဲ့ကူညီကြမေတို့များမွေးနေရင်တို့များရှုံးနေမေဒါကြောင့်မို့ဒီလိုခေါင်းစဉ်တက်ပါလေတော်လန်ကြီးမှာပိုက်ဆံရှာကြ တော်လန်ရေးမှာတထိပ်ဖြစ်အောင်လုပ်ကြဖွဟဲ့မစုံမပြောကောင်းအ ਨੇ ဆုံးတော့တော်လန်ရေးကြာနေရင်တောင်းကိုကတထိပ်ဖြစ်တာအမြန်ပဲငါရှင်တို့ မဟုတ်ရင်လည်းအကုန်ခွေးဖြစ်ပြီးအတူတူဤပုံတိုးကြတာပေါ့ဗျာနော်ဆက်ရေးရင်လည်းနောတိုင်ညွန်ဖြစ်တော့မယ်ဒါပဲအစင်လာမပြက်ဘောအဲဘောအဲဘောအဲတုံးကအော်ကပိတ်သိမ်းလိုက်ရပါကြောင်းအာရှနွားအေဒါဖွဲ့